အလုံးမင်းမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ Other Grey လဲစရိမော်ရလာတော့မယ်ဆိုတဲ့သတင်းနဲ့အတူ Polygon Co-founder တွေတယောက်ပြီးတယောက်နှုတ်ထွက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမအဆုံးသတင်းတပုတ်အနေနဲ့ Other Grey နဲ့ Stream Moya လာတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Other Grey ဟာ player တွေကို main net ကိုစရွှေ့နေပါပြီ။ Other Grey ထဲက item တွေကိုလည်း NFT အနေနဲ့စတင်ရွှေ့ပြောင်းလို့ရနိုင်နေပြီဖြစ်တယ်လို့တချို့ NFT တွေဆိုရင် USD ထောင်းနဲ့ချီကိုဈေးပေါင်းနေပါပြီ။ဒါပြင် Other Grey ကို PC အတွက်အဓိက game show ကြီးဖြစ်တဲ့ Stream ပေါ်မှာလည်းဂျွန်လာကစလို့ download ဆွဲလို့ရနိုင်တော့မှာပါ။ ။ Stream ဟာ blockchain game တွေကို2021ခုနှစ်ကစလို့ဘန်ထားပေမဲ့ blockchain game တစ်ခုဖြစ်တဲ့ Other Grid ကိုကြာဘာလို့ပေးတင်ထားတာလဲဆိုတာကိုတော့မေကွန်ထုတ်စရာတွေဖြစ်လာစေပါတယ်။ Other Grid ဟာ blockchain game ဖြစ်တဲ့အပြင် NFT တွေအယောင်းဝယ်လုပ်လို့ရတာတွေပါပါမှာဖြစ်လို့ Stream ရဲ့ anti crypto မူဝါဒတွေနဲ့မကင်ညီနေပါဘူး။ဒါပေမဲ့လည်း player တွေကတော့ NFT တွေကတချို့ကိုကင်ထားကြဆဲဖြစ်ပြီးဈေးတက်တဲ့အခါမှထုံရောင်းဖို့တာဆူနေကြပါဗျ။ အကြောင်းကတော့ Brand Star Dedicated Verse NFT တစ်ခုတင်ကိုပဲဒေါ်လာ2393နဲ့ရောင်းထွက်သွားခဲ့လို့ဖြစ်ပြီးဒီထက်စိတ်မြောက်တဲ့ NFT တွေရှိလာနိုင်မယ်လို့ player တွေဘက်ကမျှော်လင့်ထားကြတာကြောင့်ပါ NFT တွေနဲ့ stream အထူးရောက်လာမှုတွေပိုင်းမှာတိုးတက်မှုတွေရှိခဲ့ပေမဲ့ player တွေတောင်းဆိုထားကြတဲ့ feature တွေကိုတော့ other grip ကမဖြည့်ဆည်းနိုင်သေးပဲ matchmaking ကြတာတွေအပအဝင်ကစားရအဆင်မပြေတာတွေရှိနေသေးဖြစ်ပါတယ်။ ဒါပေမဲ့ Other Grade အနေနဲ့ feature တွေပြင်ဆင်ပေးဖို့အပြင် NFT တွေနဲ့ item တွေကိုလည်း update တွေထုတ်ပေးအောင်မှဖြစ်တယ်လို့ပုံစံတွေပြောင်းသားတာမျိုးတွေရှိလာအောင်မှကြောင့် Other Grade ဟာ blockchain game တွေထဲမှာအောင်မြင်လာနိုင်တဲ့ game တစ်ခုအဖြစ်ယူဆလို့ရနိုင်နေပါပြီ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Polygon Co-founder တွေတယောက်ပြီးတယောက်နှုတ်ထွက်နေကြတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ Polygon Labs ရဲ့ Co-founder Mihailo Belich ဟာ ပိုလီဂွန်ကနေနှုတ်ထွက်လိုက်ပြီးဖြေကြောင်းကြေညာလာပါတယ်။ပိုလီဂွန် blockchain ကို develop လုပ်နေတာကနေရောပိုလီဂွန် blockchain ရဲ့ဘုတ်အခွဲကနေပါနှုတ်ထွက်လိုက်တာဖြစ်ပြီးပိုလီဂွန်ရဲ့အကြီးအကျယ်အရာရှိတွေနှုတ်ထွက်တာ၃ယောက်မြောက်အထိရှိလာတာလည်းဖြစ်ပါတယ်။ Bellish ကတော့ပိုလီဂွန်ကိုအပြင်လူအဖြစ်အနေနဲ့ပဲတက်နိုင်တယ်များကိုညီသွားတော့မှာဖြစ်ပြီးပိုလီဂွန်ရဲ့ခေါင်းဆောင်ပိုင်းဟာလည်း project ဆက်ပြီးအောင်မြင်နိုင်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ယုံကြည်ကြောင်းဆိုထားပါတယ်။ ဗန်ဒေရှာ2018ခုနှစ်မှာပိုလီဂွန်ဘလော့ချိန်ကိုပူရဲတည်ထောင်ခဲ့တာဖြစ်ပြီးဘလော့ချိန် R&D Research and Development ပိုင်းတွင် Zero Knowledge ပိုင်းတွင်တိုးတက်လာအောင်ဖန်တီးမှုတွေမှာအတော်လေးအားပေးခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ပိုလီဂွန်ရဲ့ Co-founder ၄ယောက်မှ၃ယောက်ကပိုလီဂွန်ကနေထွက်သွားကြပြီဖြစ်ပြီးစန်ဒီနေဝဲတယောက်သာပိုလီဂွန်ရဲ့ co-founder အဖြစ်ကြံခဲ့တော့တာဖြစ်ပါတယ်။အခုချိန်မှာပိုလီဂွန် blockchain ဟာလည်းအရင်ကလောက်စန်ဒီတီထွင်မှုတွေမတွေ့ရတော့ပဲ မာဂျီကနဲ့ POL အဖြစ်နာမည်ပြောင်းပြီးကတည်းကတိုကင်ဈေးတွေလည်းထိုးကျနေပါဗျ။အရင်က market cap အကြီးဆုံးတိုကင်၁၀ခုစီးရင်မှာပါခဲ့ပေမဲ့အခုချိန်မှာတော့အဆင့်၄၀သာရှိတော့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ပိုလီဂွန်တစ်ခေတ်ပြန်လာအောင်မလားဆိုတာကိုတော့မျှော်လင့်နေကြသူတွေရှိနေပြီပြန်လာဖို့ဆိုရင်တော့စန်တစ်တီထွေမှုတွေအများကြီးနဲ့ပွဲထွက်လာတဲ့ Now Pop Blockchain တွေနဲ့ရှင်နိုင်ဖို့လည်းလိုအပ်လာပါပြီဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရေးထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။